ဓမ္မလာမငွေအတွက်အဆုံးဖြတ်ပေးတော့မယ်တတော်သေးနဲ့ညီမသေးတို့ရဲ့ပွဲအားလုံးမင်္ဂလာပါယခုနှစ်ပရီးမီးယားလိမှာဆိုရင်တော့ချန်ပီယံနဲ့တန်ဆန်းဆုံအတွက်ကအဖြစ်ပေါ်သွားခဲ့ပြီဆိုပေမဲ့ဓမ္မလာဝင်ငွေအတွက်ကတော့ပြန်ဆိုင်မှုပြင်းထန်တော့မှာဖြစ်ပါတယ်ဒီနေ့မှာပရီးမီးယားလိကဓမ္မလာဝင်ငွေအတွက်တတိယစာတုံးရလာခဲ့ပြီးတော့အဆင့်၅ထိအသင်းတွေကဓမ္မလာဝင်ငွေရရှိကြမှာပါလက်ရှိမှာတော့ချန်ပီယံဘကိုအသင်းနဲ့ဒုတိယလူစီမံကြီးတို့သာဓမ္မလာဝင်ငွေတက်သေးချာနေသေးပါတယ်လက်ကျန်၃နေရာအတွက်ကတော့ရာတီပိတ်ပွဲစဉ်အထိကိုပေါင်းရှာဆုတ်သွားဖို့ရှိနေပါတယ်လက်ရှိမှာအဆင့်၃ကနေအဆင့်၅ထိက အမတ်ကွာချက်ချင်းမြောင်းနေပြီးတော့노부로တသိန်းလဲသာဖိတ်ချဆုံးနေထားမှရှိနေပါတယ်။ဂတိပိတ်ပွဲချင်းမှာဆိုရင်တော့ဓမ္မလာဝင်ငွေလူမဲ့ညီမလေးနဲ့တတော်တို့ကထိတိုက်တွေ့ဆုံနေကြပါတယ်။ဒီနေ့ချင်းချမှာတမတ်ပဲကွာဟနေပြီးတော့ဓမ္မလာဝင်ငွေအတွက်ဆိုရင်အတိုင်းသုံးမှတ်တိရဖို့လိုအပ်နေပါတယ်။တတော်အသင်းဘက်မှာဒိုင်ယာပัฒနာအနေနဲ့ညီမလေးတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ဟက်ဆန်တို့တိုင်းလွဲချော်သွားမှုရှိနေပါတယ်။ရောဒင်ယာနောက်ပိုင်းပွဲတွေမှာ4 3 1 2ပုံစံခင်းကျင်းလာခဲ့ပြီးတော့ကွင်းလက်ထိုင်၃ယောက်နဲ့ဂစ်ဆွိုက်ဝန်နမန်တန်းတို့နေရာမှာထားခဲ့ပါတယ်။ညီမလေးတို့ဘက်မှာဆိုရင်တော့တိုက်စစ်မှုချက်ဆန်ကပပ ဖြစ်တဲ့အကြောင်းဒီပွဲကိုလွဲချော်ရအောင်မှာပါ။အဲကြောင့်ဂေဂျီတို့ကိုပိတ်ပြီးခဲ့တဲ့ပွဲအလိုလူငယ်လေး George ကိုထောင်ထားလာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အဲဒီလိုမဟုတ်ဘဲနဲ့ NATO ကိုထောင်ထားလာခဲ့မယ်ဆိုရင်တော့ James Bond လေးစံချူလေးနေရာရလာနိုင်ပါတယ်။ဒီအသည့်ပထမအကြော့အဖြစ်ညီမလေးတို့ရဲ့အိမ်ငွမ်းမှာတွေ့ဆုံခဲ့တော့ငါတပတ်တကူစီတည်ချထားခဲ့တာပါ။ဒါပေမဲ့ဒီဒီချင်းကစားမှာတတော်သည်ရဲ့အိမ်ငွမ်းမှာဖြစ်နေလို့ညီမလေးတို့တက်လဲသွေးပြီးလွယ်ဦးမှာမဟုတ်ပါဘူး။တတော်သည်ကလည်းနောက်ပိုင်းပွဲတွေမှာရုံးကန်နေရတဲ့အပိုင်းလေးတွေကိုတွေ့ရပါတယ်။တို့ကနောက်ဆုံးကစားထားတဲ့ပွဲတွေမှာဝါဆန်ပင်ကိုအနိုင်ရထားပေမဲ့ ဒီပွဲကနောက်ဆုံး၅ပွဲအတွင်းမှာတပွဲတော့နိုင်ပွဲလည်းဖြစ်နေခဲ့ပါတယ်။မြန်မာလီဂ်ကတော့နောက်ဆုံး၇ပွဲမှာနှစ်ချားတော့ကိုပဲရှုံးနေထားခဲ့တာပါ။ဒါကြောင့်လက်ရှိခြေစွမ်းအရတော့မြန်မာလီဂ်ကပိုတာနေတယ်လို့ဆိုလို့ရပါတယ်။နောက်တစ်ချက်ရှိတာကမြန်မာလီဂ်ကလာမယ့်ကြားရက်ထဲမှာ Conference League ဘောလုံးပွဲအဖြစ်ပတ်တည်တင်းနေကစားသွားရမှာပါ။ Conference League ရရင်ဥရောပဖလားတစ်လုံးရမှာဆိုပေမဲ့ငချောက်တန်းဖလားလောက်ပဲအော်တိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ Premier League မှာကတော့အဆင့်၅အတွင်းဝင်ရင်တံပလားဝင်ဝင်ရရှိမှာပါ။ဒါကြောင့်မြန်မာလီဂ်အတွက်ဘယ်ပွဲကိုအာရုံစိုက်ရမလဲဆိုတာနည်းနည်းလေးရွေးချယ်ရခက်စင်နိုင်ပါတယ်။ လူရဲ့ဖြစ်ဖြစ်ညီမလေးတို့ညီငယ်ကတော့နှစ်ပွဲစလုံးကိုအာယုံဆိုင်ပြီးတော့လူဆုံးထုတ်ကစားလာမယ်လို့ထင်မိပါတယ်။အရင်ကစားမယ့်တတော်တို့နဲ့ပွဲမှာပွဲပန်းမှုလည်းမရှိသေးတာကြောင့်ညီမလေးတို့အတွက်လည်းပုံပြီးအဆင်ပြေနိုင်ပါတယ်။အဲဒါကြောင့်ညီမလေးတို့အနေနဲ့တတော်အသင်းကိုနိုင်ယူပြီးဒံပလာဝင်ဝင်လက်မှတ်ရယူသွားမလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဆုံးရင်ကြည့်ပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။